ားလုံးပဲမင်္ဂလာပါ28ရက်9လ2025ဒါကုမဲ YouTube Channel လေးကနေပြန်လိုက်ပြီးတော့ကြိုးစားပါရယ်ဒီနေ့မှာတော့ဒါကျွန်တော်စနေနေ့ပေါ့ဗျာเนาะအဲစနေနေ့ဒါပွဲစဉ်တွေတော်တော်များများလေးရှိပါတယ်မင်းကတော့ဒါကျွန်တော်ရွေးချယ်မှုကတော့ဒါအဲရလမကောင်းခဲ့ဘောဗျာเนาะအကောင်းဆုံးရွေးချယ်ပြခဲ့မယ်ဒါရလမကောင်းခဲ့ဘူးဒီနေ့မှာတော့ကျွန်တော်ဒါအကောင်းဆုံးရွေးချယ်ပြတဲ့ပွဲစဉ်လေးနဲ့တူဒါဒီလိုလေးလောက်တက်လာတာ ဖြစ်ပါတယ်เนาะ ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ဒါပြောရမယ်ဆိုရင်တို့အင်္ဂလန်ပရီးမီးယားလိမ့်မှာဆိုရင်ပွဲတင်နေအများကြီးရှိရဲကျွန်တော်တို့ဒါခုနှစ်ပွဲလောက်တိကိုရှိတယ်ဗျာเนาะကျွန်တော်တို့ဒါအီတလီစီးရီးရှိမယ်စပိန်လာလီဂါရှိမယ်အဲပြီးကြရင်ကျွန်တော်ပီတလီဝိုင်းဂျာမန်ဘူတလီဂါအင်္ဂလန်ချန်ပီယံရှစ်အများကြီးရှိတယ်ဗျာเนาะအဲအများကြီးထဲရမှာကျွန်တော်ဒီနေ့ညမှာ၄ပွဲလောက်ရွေးချယ်ပေးမယ်၄ပွဲတည်းရမှာဒီနေ့ညတင်ဆွမဲ့တပွဲကောင်းလေးကိုအဲညီကိုတို့ကိုကျွန်တော်နောက်ဆုံး လေးပွဲတည်းရမှာတပွဲကိုပြောပြပြီးသွားမှာဖြစ်လာเนาะအဲ့တော့ကြောင့်မလို့ကျွန်တော် YouTube channel ကိုလည်း subscriber တွေ like လေးတွေလုပ်ပြောပေးပါအောင်ဗျာเนาะဒီနေ့မှာကျွန်တော်အကောင်းဆုံးကြိုးစားပေးထားပါတယ်เนาะအမနေ့ကတော့ဒါအာပြောမယ်ဆိုရင်ဒါ Gino ကတော့ဒါကျွန်တော်ပြောရမယ်မနေ့ကဒါကြီးအောင်တင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါ source ဗီဒီယိုဟာရိုက်ပြီးတော့ဒါညီကိုတို့တုံးတက်ပေးရမှာဆိုတော့အပွဲစဉ်တွေလာကန်ဒီဘာညာဆိုကြီးအပြောင်းလဲတွေနဲ့ဖြစ်သွားတာမျိုးလေးတွေတော့ရှိတယ်ဗျเนาะ မနေ့ကဆိုဒါဂျီနိုကဒါနေ့နေ့လေကျော်ကျွန်တော်ဗီဒီယိုဖိုင်လုပ်နေတဲ့အချိန်မှာဒေ90ချုံ level ချုံတိလောက်ဒီကိုကြေးရတက်လိုက်ကြလိုက်ဖြစ်နေပြီးတော့မှဒါပွဲလာကနေညာဆက်နေလောက်မှဒါကြေးတွေပြန်ကျသွားပြီးတော့တရေပြန်ခွာကြီးဖြစ်သွားတယ်ကျွန်တော်ထင်တယ်ဗျဒီလိုကြေးတွေတအားကျသွားဆိုရင်တော့ဒါဂျီနိုဒါကြေးမအောင်တော့ဘူးလို့ကျွန်တော်ဒါထင်တော့ထင်မိပြီးတော့ဒါမှမဟုတ်ကျွန်တော်ကဗီဒီယိုဖိုင်လုပ်ပြီးညီကိုတင်ရပြီးပါပြီ အဲဒါပဲဒီတိကျမှာတော့ကျွန်တော်ဒါအကောင်းဆုံးစဉ်းစားထားပြီးတဲ့၄ပွဲလောက်ရှိပါတယ်အဲကျွန်တော်ဒီပွဲတွေကလည်းကျွန်တော်ကိုယ်တိုင်ဒီမင်းညမှာစော့မဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲညီကိုရင်းနဲ့ကြိုက်ချင်းတူရင်ဒါ live ဆော့လို့ရပါတယ်ဗျာနော်အဲဒီနေ့ညမှာကျွန်တော်အရင်ဦးဆုံးပွဲတစ်ပွဲပြောချင်ပါတယ်ဒီပွဲကတော့ကျွန်တော်တို့ဒါ Italy Serie A ပွဲစဉ်တစ်ပွဲဖြစ်တယ်เนาะဒီပွဲစဉ်ကတော့ဒါကျွန်တော် Jupin Tet နဲ့အတ္တရဲ့ ပွဲစဉ်လေးဖြစ်ပါတယ်အတ္တနဲ့ဂျူပင်တက်မှာဆိုရင်ဒါဂျူပင်တက်ကတော့ခြေကျော်ထားတယ်ဗျာနော်အတ္တကိုဂျူပင်တက်ကဒီနေ့ရာသီမှာရာလက်ကောင်းနေပိုင်ဆိုင်ထားတယ်နော်ရာလက်ကောင်းနေပိုင်ဆိုင်ထားတယ်သူ့ရဲ့ဒါအမှတ်ပေးလိမာဆိုရင်လည်း तू ကတော့ပြောရမယ်ဆိုရင် तू အဆင့်တက်နေမှာဦးလက်ရှိရက်တင်နေတာဖြစ်တယ်နော်ဒီပွဲစဉ်လေးကိုကျွန်တော်အကောင်းဆုံးတစ်ချောင်းလေးရွေးထုတ်ထားတာမျိုးလေးရှိတယ်ဗျာနော် ီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့သွားကြည့်ရမယ်ဆိုရင်ဂျူပင်တက်ကနေပြီးတော့အတ္တကိုဖွင့်လှစ်ထားတဲ့ဒါဘော်ဒီချီမှာဆိုရင်တရေရှုံးတရေရှုံးဂိုးပေါင်းချင်းလေးမှာဆိုရင်နှလုံးရှုံးဆိုတဲ့ချီမျိုးလေးဖွင့်လှစ်ထားတယ်ဒီပွဲစဉ်မှာသွားပြကြည့်ရမယ်ဆိုရင် လက်ရှိဂျူပင်တက်ရဲ့လက်ရှိချွေစမ်းတဲ့လက်ရှိချင်းပေါက်ထားတဲ့နေတိုင်းကဒါဖြစ်တဲ့ချီတကြီးလို့ကျွန်တော်ထင်မိတယ်။ဘာကြောင့်လဲဆိုဂျူပင်တက်နေတဲ့ဒါကျွန်တော်တို့အီတလီစီးရီးမှာအမှတ်ပေးစရာထိတ်ဆုံးမှာလက်ရှိရက်တိနေရာဖြစ်တဲ့အဲ အဲဂျူပီတာနေနဲ့ဒါဒုတိယနေရာမှာယက်တီနေရာဖြစ်တယ်သူ့ထက်မှနာပိုလီပေါ့ဗျာနော်အဲသူကတော့ဒါဂျူပီတာနေနဲ့၃ဘွဲကန်တာတယ်အဲ၄ဘွဲကန်တယ်၃ဘွဲတည်ရေ၃ဘွဲတည်ရေပေါ့၃ဘွဲနိုင်လာတယ်၃ဘွဲတည်ရေဆိုရဲကြားလက်မျိုးထွက်လာခဲ့တယ်နော်ညမစင်မဲနဲ့ပေါ့ဗျာနော်အဲအတက်ကတော့ကျွန်တော်တို့၄ဘွဲကန်၂ဘွဲနိုင်၂ဘွဲတည်ရေဆိုရဲရလက်နဲ့ရှစ်မှတ်ဒါအစ်င်၅နေရာမှာယက်တီနေတယ်အဲဒီလိုမျိုးအစ်င်နေနေရာနေပြီးတော့အဲလက်ရှိ လက်ရှိခြေစမ်းရရောစစ်စစ်နေရာနဲ့စင်ကကြေးပြည့်တဲ့တည်ရှုံးကြရတော့ကျွန်တော်ကြေးမှန်တဲ့ဒါအနေထားလို့ကျွန်တော်ပြောလို့ရတယ်ဒီပွဲစဉ်လေးကိုတော့ကျွန်တော်ဒါလေးပွဲတော့ပြောမှဆိုတော့ဗီဒီယိုဖိုင်လေးရှိသွားမှဆိုလို့တူတူတော်တော်လေးပဲဒါတုတ်တက်ပြီးသွားမှဖြစ်တယ်သူတို့နှစ်သိန်းမောင်းတာထိတ်တိုက်တွစ်ဆိုမှုဆိုအားလုံးပေါင်း38ကျင်းတော့ရှိတယ်ဂျူမတက်က22ကျင်းတိုင်းတေကြ17ကျင်းဒါအတက်ကတော့၄ချိန်ပဲနိုင်ထားတဲ့ရလတ်မျိုးတွေရှိတယ်။ဒါသူတို့နဲ့တင်းတိုင်းထိတဲ့တွဲစုံတိုင်းမှာတော့ဒါ ြောရမယ်ဆိုရင်တော့အဲဂျူပင်တက်ကအတကိုအတာကြီးယူပြီးတော့အဲနိုင်တဲ့လေးတွေဒေတာလေးတွေရှိတယ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်ကတော့အကောင်းဆုံးတစ်ချောင်းရွေးထုတ်ထားပေးတာရှိတယ်အဲဘော်ဒီချင်းမှာဆိုရင်ဂျူပင်တက်ကတေရှုံဂိုးပေါင်းချင်းလေးမှာဆိုရင်နှလုံးရှုံเนาะဒီပွဲစဉ်ကိုကျွန်တော်အဂိုးပေါင်းအောက်လေးကိုရွေးချက်ပေးခြင်းနဲ့เนาะအဲကျွန်တော်ဒီပွဲညပွဲစဉ်လေးပွဲဟိုတူတူတော်တော်လေးပြောမယ်ပြီးရင်ကျွန်တော်တပွဲကောင်းလေးကိုကျွန်တော်ရွေးချက်ပေးမယ်အဲ YouTube ရညီကိုအတွက်เนาะ အတော်မို့ဒီနေ့ညကျွန်တော်ပထမဦးဆုံးပွဲစဉ်ဂျူပင်တက်နဲ့အတ္တရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါအောက်လေးကိုရွေးချယ်ပေးခြင်းပါတယ်။ဘာလို့ဂိုးပေါအောက်လေးရွေးချယ်ပေးရလဲဆိုတော့အတ္တအနေနဲ့လည်းဒီနေ့ညအဝေးကွင်းမှာဒါကံအမဖြစ်တယ်နော်။အာအတ္တရဲ့ဒါပြောမယ်ဆိုရင်ပြောမယ်ဆိုရင်ခက်တဲ့ပိုင်းကတော့ဒါကျွန်တော်တို့အဲ အလုံးလုံးတာမျိုးတော့တွေ့ရတယ်เนาะအတားခန့်တကအလုံးလုံးတာတွေ့ရတယ်တိုက်စစ်ကတော့ဒါပြောရမယ်ဆိုရင်မချွေသက်မတည်မငြိမ်တဲ့ဘက်မှာအနေထားမှာရောရှိတယ်ဂျူပင်တက်ကတော့ဒါခြေသန်းကောင်းနေပိုင်ဆိုင်ထားတယ်ဒီနေ့ရာစီမှာဂိုးတွေဒါပွဲတိုင်းလူလူဂိုးသွင်းတယ်เนาะပွဲတိုင်းလူလူဂိုးသွင်းထားတယ်အဲအဲ့အတွက်ကြောင့်မလို့တိုက်စစ်အားတော့ကောင်းတယ်ဒါပေမဲ့အတားတင်တဲ့ဂျူပင်တက်ကိုဒီနေ့ညမှာအဝေးကွင်းကနေပြီးတော့သူ့အနေနဲ့ ဂျူပင်တက်ကိုရမှတ်တမှတ်ခွဲဝေသွားမယ်လို့ကျွန်တော်ထင်တယ်ဒီဘက်ကစီစီဝန်းဝန်းပဲသွားလာမယ်လို့ကျွန်တော်တင်နေသုံးသပ်မိတယ်ဂျူပင်တက်နိုင်ငံတော်1 2 3လောက်နဲ့ပဲကတ်နိုင်သွားမယ်လို့ထင်မြင်မိအတွက်ဂူဘောက်အောက်လေးကိုရွေးချယ်ပေးတာဖြစ်ပါတယ်နောက်တစ်ပွဲကိုကျွန်တော်ဆက်သွားမယ်ဆိုရင်နောက်တစ်ပွဲကကျွန်တော်ဂျာမန်ဘူတလီကာတွေကပွဲစဉ်တစ်ပွဲပြเนาะဂျာမန်ဘူတလီကာတွေပွဲစဉ်တစ်ပွဲဟိုက်တဟင်းနဲ့အော်ဘဲပွဲစဉ်တွေဒီပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့အဲဘော်ဒီဂျင်းမှာဆိုရင်တော့ဒေဒေဖောက်ထားတယ် ဂိုးပေါင်းကျင်းလေးမှာဆိုရင်တော့၃လုံးဝ50စားဖောက်ထားပါတယ်ဒီကျွန်တော်တို့ဒါ hyper high နဲ့ open မှာဆိုရင်ဒီလိုကျင်းမျိုးလေးဖောက်ထားရပြเนาะအဲလက်ရှိ internet update ကြီးရလဲအဲဘော်ဒီကျင်းမှာတည်တဲ့ဂိုးပေါင်းကျင်းလေးမှာ၃လုံး50စားအဲဒီပွဲစဉ်လေးကိုကျွန်တော်တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်လက်ရှိကျွန်တော်တို့ဒါ hyper high နေနဲ့ဒါကျွန်တော်တို့သူတို့ရဒါဂျာမန်ဘူတစ်လီကာထဲမှာဆိုရင်အာသူ့အနေနဲ့ဒီနေ့ရာသီမှာ ဒါဂျမန်ပိုလစ်တီကမှရမှာမကောင်းသေးဘူးเนาะလေးဘွဲကလေးဘွဲတော့ရှုံးထားတယ်နော်အတိုင်းင်းနဲ့လေးဘွဲကလေးဘွဲတော့ရှုံးထားတယ်သူ့အနေနဲ့ဝက်ဘက်ကိုဝက်သွေးနဲ့ရှုံးတယ်လိုက်စ်ကို2စီးနဲ့ရှုံးတယ်ဒေါမွန်စီးတူးနဲ့ရှုံးတယ်ကျွန်တော်เนาะပြကြလို့ရှိရင်ကျွန်တော်တို့ဒါဟန်ဘက်ကို2နဲ့ရှုံးထားတယ်ဒီလိုရတဲ့မျိုးတွေရှိတယ်အော်ဘက်ကတော့ကျွန်တော်တို့တွားပြက်ကြည့်ရမယ်ဆိုရင်လည်းဒီတိုင်းပဲအလားအလာဒီတိုင်းပဲเนาะမင်းကိုရှုံးတယ်အဲစိတ်ပေါ်လီကိုရှုံးတယ်သူ့အနေနဲ့ဒီ စ်စစ်ပွဲဒါဂရုတာဖက်နဲ့ပွဲမှာလည်းဂရုတာဖက်ကိုရှုံးတယ်ဘိုင်ယန်နဲ့2 3ကန်တယ်เนาะနောက်ဒါကျွန်တော်တို့ဖရန်ဖက်ကတော့ဒါသူ့အနေနဲ့1 3နဲ့နိုင်ထားခဲ့တယ်ဒီလိုရလက်မျိုးလေးတွေတော့ဒါအော့ဘက်မှာတော့တွေ့ရတယ်အော့ဘက်ကတော့ကျွန်တော်တို့အဲ၄ပွဲကန်၃ပွဲနိုင်၃ပွဲရှုံးဆိုတဲ့ရလက်မျိုးလေးပိုင်ဆိုင်ထားတယ်နှစ်သင်းလုံးကခြေစမ်းခြေစာဒီနေ့ရာသီမှာမကောင်းဘောဗျာเนาะဂျာမန်ဘူတလီကလည်းမကောင်းဘူးတော်မှတသိလုံးချင်းမဖွင့်တာဘူး အဲအဲကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တစ်ချောင်းလေးကြွေးထုတ်ပေးခြင်းနဲ့ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့အဲနှစ်သိန်းလောက်ကလည်းခြေစခြေစအဲညက်နေနှစ်သိန်းလုံးဖြစ်တယ်အဲအတွက်ကြောင့်မလို့ဒီနေ့ညမှာသူတို့နှစ်သိန်းနေနဲ့အလိုက်၃ဘက်ကိုစီရဖို့ရေးဒီနေ့ညမှာစူးစားရုံးကံမျိုးကန်သွားမယ်ထင်တယ်နော်အဲ့တော့ကြောင့်မို့ဒီနေ့ညမှာဒီပွဲတင်လေးကိုကျွန်တော်ကတော့ဂူပေါင်းအပေါ်လေးကိုရွေးချယ်ပေးခြင်းမယ်နော်ဟိုက်တန်ဟင်းနဲ့အဲ MA နဲ့ Over ရဲ့ဝင်တင်ဂိုးပေါင်းပုံကိုကျွန်တော်ကြိုက်ပါတယ်။ကဲနောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားကြအောင်ဗျာနော်။နောက်တစ်ပွဲကလည်းကျွန်တော်တို့ဒါ Italy Serie A ပွဲစဉ်ပွဲကြနော်။ Italy Serie A ပွဲစဉ်တစ်ပွဲကိုပဲဆက်လက်ပြီးတော့ရွေးချယ်ထားပါတယ်။ Cagliari နဲ့ Inter Milan နော်။ကကရီယာနဲ့အင်နာမီလန်မှာဆိုရင်အင်နာမီလန်ကနေပြောချေချောထားတာကကရီယာကို1တရေချေချောထားတယ်ဗျာနော်1တရေချေချောထားတယ်ပြီးကြလို့ရှိရင်တော့ကျွန်တော်ဂိုးပေါင်းချင်းလေးမှာ3လုံးဝ50စားဆိုရဲချင်းမျိုးလေးဖွင့်နေထားတာဖြစ်တဲ့ ဒီပွဲစဉ်ကိုသွားပြည့်ကြည့်ရမယ်ဆိုရင်တော့အဲသူတို့နဲ့သင်းပေါင်းဆိုရင်ထိတဲ့တွဲဆုံမှုဆိုအားလုံးပေါင်း28ကျင်းတော့ရှိမယ်ကက်ပီယာကတော့ဒါ၄ကျင်းတိုင်တေကြ6ကျင်းအင်တာမီလာကတော့ဒါ28ကျင်းတိုင်ထားတာ ဖြစ်တယ်เนาะအလက်ရှိဇာမဆိုရင်တော့အင်တာမီလာကတော့ရလက်ကောင်းတာမျိုးမရှိဘူးနှစ်ပွဲ၄ပွဲကန်ထားတယ်နှစ်ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလက်မျိုးထွက်ပေါ်ထားတယ်အဲသူရှုံးခဲ့တာဆိုရင်ဟူဒီနီကိုရှုံးခဲ့တယ်ဂျူပင်တက်ကိုရှုံးခဲ့တယ်သူနိုင်ခဲ့တာဆိုရင်အိုဆာဆူနာကိုနိုင်တယ်အဲတိုရီနိုကို နိုင်တယ်နော်အဲနှစ်ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလတ်မျိုးပိုင်ဆိုင်ထားတယ်ကကလီယာကတော့ဒါသူ့အနေနဲ့ဒီနေ့ရာဒီမှာတော့သူကန်ခဲ့တဲ့ဒါအတင်းတွေမှာဆိုရင်အဖီယိုတီနာဝဝကန်နဲ့နာပိုလီဝမ်စီနဲ့ရှုံးလာတယ်နော်ပြီးကြရင်ပါပါမားကိုသူတူးစင်းတူးစင်းနဲ့နိုင်တယ်ပြီးကြရင်လက်ချီကို1 2နဲ့နိုင်တယ်နော်အဲသူ့အနေနဲ့ဒီလို ရာလက်မျိုးလေးပိုင်ဆိုင်ထားတယ်နော်အဲသူ့အနေနဲ့သူရာလက်မျိုးလေးပိုင်ဆိုင်ထားတယ်သူကနောက်ဆုံးကတ်ခဲ့တဲ့၃ပွဲ၃ပွဲလုံးနိုင်နိုင်နိုင်ထားတယ်ဗျာကကလီယာနော်အဲဒါလိုမျိုးကြည့်မယ်ဆိုရင်ကကလီကကလီယာရဲ့လက်ရှိခြေစားကလည်းဒါမဆိုးလောက်ပြောလို့ရတယ်နော်အင်တာမီလန်ကတော့ဒါဒီတည်းစီးရဲမှာအတင်းကြီးတင်းဖြစ်တယ်ဒါပေမဲ့လက်ရှိခြေစဲရကတော့လက်ရှိရာသီအစခွင့်ပွဲ၄ပွဲကန်၂ပွဲရှုံးတာတယ်အစ်စ်ဒါ၁၀နေရာမှာရက်တည်နေရတာဖြစ်တယ် အဲကြောင့်မို့လို့အင်တာမီလန်နေနဲ့ဒီတင်းကြမှာဝေးပွင့်ရတဲ့နိုင်ပွဲရသွားအောင်လားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ဒီပွဲနဲ့လေးကိုကျွန်တော်တချောင်းကောင်းလေးရွေးထုတ်ပေးတာရှိတယ်နော်ဒါအင်တာမီလန်ရဲ့1 THG ကအဝေးကွင်းရနဲ့1 THG ကဒါကက်ကလီယာလက်ရှိခြေစမ်းနဲ့အင်တာမီလန်လက်ရှိခြေစမ်းနဲ့အခုဖောက်ထားတဲ့ဒီတင်းကြဖောက်ထားတဲ့ဂျင်းနဲ့ဆိုရင်1 THG ဆိုတာဖြစ်တဲ့ဂျင်းတို့ကျွန်တော် ဖြစ်နေမိတယ်ဗျနော်1 day ဆိုတာဖြစ်တဲ့ဂျီဂျီတို့ဖြစ်နေမိတယ်အကြောင်းမို့ကျွန်တော် Inter Milan Body လေးကိုရွေးချယ်ပေးကြပါတယ်နော်အကျွန်တော်လက်ကြိုက်ချင်းတူရင်ဒါ live ဆုံးလို့ရပါတယ် Inter Milan Body ပါအဒီနေ့ညကျွန်တော်၃ပွဲရွေးချယ်ပေးပါပြီကနောက်ဆုံးပွဲကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ကနောက်ဆုံးပွဲကတော့ညီကိုတို့သိတဲ့အတိုင်းပဲအဒီနေ့ညပါအစောဆုံးပွဲလာမယ်ဒါအစောဆုံးကြည့်ကောင်းမဲ့ပွဲတစ်ပွဲလာမယ်ကျွန်တော်တို့အဲတခင်းမိုင်နဲ့ဘရက်ဖို့ပေါ့ဗျာနော်ဒီပွဲစဉ်လေးကိုကျွန်တော် ဒီပွဲစဉ်လေးကိုကြာတော့ကျွန်တော်နှစ်ကြောင်းရွေးထုတ်ပေးတာလားရှိတယ်နော်ဒီနေ့ညမှာကျွန်တော်၄ပွဲ၅ကြောင်းရွေးထုတ်ပေးတာလေအညီကိုတို့အကြိုက်ချင်းတူတဲ့ပွဲစဉ်လေးတွေကိုအဲကျွန်တော်နဲ့ကျွန်တော်ရွေးချက်ပေးတဲ့ပွဲစဉ်နဲ့ညီကိုတို့အကြိုက်ချင်းတူတဲ့ပွဲစဉ်နဲ့အာရွေးပြီးတော့ဆော့ဖို့ဗျာနော်ဘရက်ဖို့နဲ့ဒါမန်ချစ်စတာယူနိုက်တက်မှာဆိုရင်တော့မန်ချစ်စတာယူနိုက်တက်ကနေပြီးတော့လက်ရှိဘရက်ဖို့ကိုဖွင့်လှစ်ထားတဲ့ဒါပေါက်ကြီးမှာတော့တရေကိုပြား90ရှုံးဘောင်ချင်းနဲ့မှာ350စာဒီချင်းဖွင့်လှစ်ထားတယ် လက်ရှိမယ်ရွေးချိန်ခံရကိုလည်းညီကိုတို့သိတဲ့အတိုင်းပဲအဲသူ့အနေနဲ့လက်ရှိချိန်ခံမှာတော့ဒါကောင်းတက်လက်မကောင်းတက်လက်ပေါ့ဗျာနော်မယ်ရွေးတော့သိတဲ့အတိုင်းမကောင်းတက်လက်ကောင်းတက်လက်လက်ရှိချိန်ခံကိုပိုင်ဆိုင်ထားတာဖြစ်တဲ့ graph ကတော့ကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်ဒီနေ့ရသည်ဒါသူကန်ခဲ့တဲ့အထက်မှာဆိုရင် boost ပေါ့တင်းနေတာသူနိုင်ခဲ့ပြီးတော့ center line ကို2-1နဲ့ရှုံးတယ်ချက်စီကိုတူတူကန်ထားတယ်ပြီးရင် Aston Villa 1-1 Fulham ကို3-1နဲ့ရှုံးထားတယ်ဘက်ဖူကတော့เนาะ ဒါကျွန်တော်တို့မချက်စာယူနိုက်တက်ကိုသွားပြန်ကြည့်မယ်ဆိုရင်မချက်စာယူနိုက်တက်ကဘန်လေးကို3-2နဲ့နိုင်တယ်ချက်စီကို2-1နဲ့နိုင်တယ်ကျွန်တော်မက်ဆီလီကို3-0နဲ့နိုင်ပြီးတော့ဖူအန်ဝါဝါကတ်ထားခဲ့တယ်ဒီလိုရတဲ့မျိုးလေးတွေရှိတယ်เนาะလက်ရှိဒါရက်ဘိုနဲ့ဒါမချက်စာယူနိုက်တက်နဲ့ဒါအဆင်စရာလက်ရှိဒါအင်္ဂလန်ပရီးမီးယားလိပွဲတင်၅ပွဲကံပြီးွားပြီးဆင်စရာမှာဆိုရင်ရက်ဘိုကတော့ဒါအဆင်၁၇เนาะရမယ့်၄မှတ်ပဲရရှိထားတယ်အဲမချက်စာယူနိုက်တက်ကတော့ဒါ ဘာဘွက်ကန်လာတယ်ရမခွန်းမှန်းနဲ့အဆင့်7နေရာမှာရက်တည်နေတာဖြစ်တယ်နော်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာသခင်မိုင်နေနဲ့လည်းဒီနေ့ရာသီမှာအင်္ဂလပ်ပြည်မားလေးမှာရာသီရာထိုက်တဲ့နေရာတနေရာတော့ရအောင်သူဆွမ်းဆောင်မှဖြစ်တော့မယ်နော်တော်တော်လေးတဲ့ဒါသူ့ရဲ့ fan တွေပိတ်သက်တွေအပြောများလာပြီပေါ့ဗျာနော်အဲလက်ရှိခြေစမ်းကလည်းမတိမငိပုံစံမျိုးနေထားကိုတွေ့ရတယ်နော်ဒီနေ့ညမှာရောအလုပ်ဖြစ်သွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်နော် ဒါသူတို့နှစ်သိန်းပါရဲ့ထိတိုက်တွန်းဆိုမှုလေးကိုကျွန်တော်တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်အာအလုံးပေါင်းဆိုရင်9ချိန်တော့ရှိခဲ့တယ်ဗျာနော်9ချိန်မှဆိုရင်အဲဘရော့ဘူက2ချိန်တိုင်းတင်ကြ2ချိန်မယူကတော့9ချိန်တိုင်းထားရဲရလက်မျိုးလေးတွေ့ရတယ်နော်ကျွန်တော်တို့မနစ်ကရာသီ2020 2025မှာဆိုရင်မန်ချက်တာယူနိုက်တက်ရဲ့အိမ်ခွေမှာဆိုရင်ဘရက်ဘူကို2-1နိုင်ပြီးတော့ဘရက်ဘူရဲ့အိမ်ခွေမှာဆိုရင်4-3နဲ့ဘရက်ဘူကပြန်နိုင်ထားတဲ့ရလဒ်မျိုးတွေရှိတယ် ရပ်ဘူကအင်ကွင်းဆိုရင်မန်ယူဒုက္ခပေးတတ်တဲ့အတင်းတင်းမျိုးဗျနော်ရပ်ဘူကဆိုရင်မန်ယူနဲ့တွေ့တိုင်းအင်ကွင်းဆိုရင်ဒုက္ခပေးတတ်တဲ့အတင်းတင်းဖြစ်တယ်ဒါကတော့မေ့ထားလို့မရဘူးဒါပေမဲ့ဒီနေ့ညမှာမန်ယူနေနဲ့ဝေးကွေးရနေရော level ကိုဒါ level ကိုဒါပြန်90ရှုံးဂူပေါင်းကျင်းနေမှာဆိုတော့390ဆာဖွင့်ထားတယ်မနစ်ကဆိုရင်တော့မှဒါ level ရှုံးလောက်ထိဖွင့်ထားတယ်ဒါတနစ်ကဆိုရင်လိုက်တာ1.90အဒီပွဲမနစ်တနစ်ကကျွန်တော်2000 23တော့ဆိုရင်ကျွန်တော်အဲ bro phone နဲ့ main ဝဲမှာဆိုရင်1ပေါင်90 main ဘာပေးတာကျွန်တော်အဲ့တော့ main ဘာလောက်လောင်းတာ bro ဘူကဒါကျွန်တော်တို့ 4G နဲ့နိုင်ခဲ့တယ်ပေါ့ဗျာနော်2020-2023ရာသီတော့နော်နှစ်ကဆိုရင်လည်းဒါ bro ဘူကနေပြီးတော့အိမ်ဝဲမှာ main ဘာတေရှုံးပေးတယ်အဲဒီလိုမျိုးမှာ bro ဘူကဒုက္ခပေးတတ်တဲ့အင့်လေးတော့ရှိတယ်နော်နှစ်သိန်းပေါင်းသူတို့ထိုက်တိုက်တွေ့ဆုံနိုင် bro ဘူကအိမ်ဝဲမှာဆိုရင် main ဘာ bro ဘူက ိုးရတဲ့နှစ်သင်းလုံးပြန်လာဂိုးတွန်းတဲ့အနေအထားမျိုးရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ဒီနေ့ညမှာကျွန်တော်ကရွေးချက်ပေးခြင်းနဲ့ဒီပွဲတင်ကိုနှစ်ကြောင်းလေးပေါ့ဗျာနော်ဒီနေ့ညမှာဒီ Bravos နဲ့ Man U ပွဲကိုကျွန်တော်ကတော့ဒီနေ့ညမှာ Manchester United နေနဲ့ပြန်လာသင့်ပြီတော့ထင်တယ်အဲသူ့နေနဲ့ဒီနေ့ညမှာဝေးခွင့်ရတဲ့ခြေပိတာလက်ရှိခြေစမ်းရနဲ့ဆိုရင်လည်းပြန်လာသင့်ပြီလို့ကျွန်တော်ထင်တယ်အဲကြောင့်မို့ Man U ball ကြီးဂိုးပေါင်းအပေါ်ကိုရွေးချက်ပေးခြင်းပါတယ်ဒီနေ့ညမှာ ျွန်တော်ရွေးချယ်ပေးခဲ့တာ၄ဘွဲ့ဖြစ်ပါတယ်၄ဘွဲ့မှာ၅ကြောင်းပေါ့ဗျာနော်၅ကြောင်းရွေးချယ်ပေးခဲ့ရတယ်စိုက်နှစ်တက်ရအကြောင်းလေးတွေကိုဆွဲထုတ်ပြီးတော့ယူတော့ကစားလို့ရပါတယ်ဒီနေ့ညမှာတော့အဲဘရပ်ပုတ်နဲ့မိုင်ပွဲမှာမန်ယူပေါ်ရီ၉ဘောင်းပေါ်နောက်ထပ်အင်တာမီလန်နဲ့ဒါကျွန်တော်တို့အင်တာမီလန်နဲ့ကက်ကလီယာရဲ့ပွဲစဉ်မှာအင်တာမီလန်ဘော်ရီဂျူမင်တက်နဲ့ဒါအတရဲ့ပွဲစဉ်မှာ၉ဘောင်းအောင်အော်ဘက်နဲ့ဒါကျွန်တော်တို့ဟိုက်တန်ဟင်းရဲ့ပွဲစဉ်မှာ၉ဘောင်းအပေါ် နော်၄ပွဲ၅ချောင်းရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်၄ပွဲ၅ချောင်းနဲ့ညီကိုတို့ကျန်းမဲ့တဲ့အချောင်းလေးတွေရွေးချယ်ပြီးတော့ကစားလို့ရပါတယ်လို့နော်အဲဒီနေ့ညမှာကျွန်တော် Telegram မှာလည်းမောင်းလေးတင်ပြီးမှာဖြစ်ပါတယ်နော်မောင်းလေး Telegram Channel လေးကိုလည်းအောက်ကပင်ကွမ်မှာလာရောက် join ထားလို့ရပါတယ်ခင်ဗျာနော်ဒီနေ့ညမှာပွဲစဉ်တွေအများကြီးဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးပြီးသွားနဲ့တခြားလေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ကဲအဲဒါဆိုရင်ကျွန်တော်ရဲ့ဒါရွေးချယ်မှုတွေကတော့ဒီနေ့ညမှာ လေးပွဲ၅ကြောင်းဖြစ်ပါတယ်ဒီကိုကျင်တဲ့အချက်ချင်းတွေ့ရင်ဒါ live show လို့ရပါတယ်เนาะတော်ရှိမှာ online call လေးတွေဒါဖွင့်ပြီးတော့ကစားလို့ရပါတယ် Telegram channel လေး Viber channel လေးတွေလာ join ထားလို့ရပါတယ်အဲဒီနေ့ညမှာကျွန်တော်ကြိုက်ဆုံးတပွဲကောင်ကြွေးချက်ပေးမယ်ဆိုတာကတော့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးခြင်းတဲ့တပွဲကောင်ကတော့ကျွန်တော်တို့ ETD Serie A ကကြရီယာနဲ့ Inter Milan ပွဲစဉ်ထဲမှာကျွန်တော်အကြိုက်ဆုံးဒီနေ့ညရွေးချယ်ပေးခဲ့တဲ့ထဲမှာ Inter Milan ဘောကြီးတစ်ချောင်းကောင်ကို ဒီနေ့ညကျွန်တော်တင်ဆော့มาဖြစ်ပါတယ်အတမို့ကျွန်တော်ရဲ့ဒီနေ့ညအကြိုက်ဆုံးတစ်ချောင်းကတော့ Inter Milan ပေါ်လီဖြစ်ပါတယ်ခင်ဗျเนาะအကြိုက်ချင်းတူလိုက်ဆုံးရပါတယ်ရွေးချယ်ပြီးခဲ့တာတော့လေးပွဲ၅ကြောင်းဒါပေမဲ့အကြိုက်ဆုံးပွဲတင် Inter Milan ပေါ်လီဖြစ်ပါတယ်တိုက်တဲ့အကြောင်းလေးတွေကိုရွေးချယ်ရွေးထုတ်ပြီးတော့ကြားလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလောက်တဲ့ဆုံးတက်ပြစီစနေနေ့မှာနိုင်ဝင်တွေများများထုတ်ပြီးတော့ဒီဝေးနဲ့ဒါလာပါနေ့တနေ့ကိုပတ်ဆိုင်ကြပါသေးလို့အစုမကောင်းတောင်းရင်လည်းဗီဒီယိုလေးကိုဆုံးတက်ပြစီ နံပါတ်2နဲ့နေမှာလည်းအကောင်းဆုံးရွေးချယ်မှုပွဲစဉ်နဲ့အတူပြန်လာခဲ့ပါမယ်